အားလည်းရမှာရာသီသစ်အတွက်ပြင်းထန်လေ့ကျင့်ပြင်ဆင်နေတဲ့ချီတိုပြီးအားလုံးပဲမင်္ဂလာပါ United Fan တွေအတွက်ခနာဆောင်ကတည်းနေသတင်းတွေကိုတင်ဆက်ပေးနေတဲ့ခင်တိုင်းခွေကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အားလည်းရမှာရာသီသစ်အတွက်အပြင်းအထန်လေးကျင့်ပြင်ဆင်နေတဲ့ချီတို OB ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါမန်ချက်စတာယူနိုက်တက်အသင်းရဲ့အသက်18နှစ်ရွယ်ဒိမတ်လူငယ်တိုက်စင်မှုချီတို OB ကတော့ရာသီသစ်အတွက်ပြင်ဆင်နေပြီလဲဖြစ်ပါတယ်ချီတို OB ကပြီးခဲ့တဲ့ရာသီနောက်မှာတိုက်စင်မှုတွေတန်ရာရလို့ယူနိုက်တက်အသင်းကြီးအတွက်ပွဲထွက်ကစားပေးခဲ့ရတာပါ ယာတီပိတ်သိမ်းချိန်မှာလည်းချီတိုအိုဘီက United အသင်းနဲ့မလေးရှားနိုင်ငံကိုလိုက်ပါခဲ့ပြီးယာတီပိတ်ခြေစမ်းပွဲတွေကိုကစားခဲ့ပါသေးတယ်။ဟောင်ကောင်အသင်းနဲ့ခြေစမ်းပွဲမှာဆိုရင်ချီတိုအိုဘီကလူစားလဲဝင်ရောက်လာပြီးအသင်းအတွက်အနိုင်ကိုးနှစ်ကိုးကိုတောင်းသွင်းယူခဲ့ပါသေးတယ်။ United နဲ့ယာတီပိတ်ခြေစမ်းပွဲတွေအပြီးမှာလည်းချီတိုကဒိမတ်လူငယ်လေးရေးစဉ်အသင်းနဲ့နိုင်ငံတကာပြိုင်ပွဲတွေတွားရောက်ကစားခဲ့ပါသေးတယ်။အသက်၁၉နှစ်အရွယ်လူငယ်တအူးအတွက်တော့အတော်လေးကိုပွဲဆက်တွေများနေခဲ့ရပါ။ က်ရှိမှာတော့ Cheeto OB ကအားလည်းရရထားခဲ့ပါတယ်။အတင်းနဲ့ပြန်လည်ပူပေါင်းဖို့ကရန်နေငယ်လို့သိလို့ကစားသမားတွေကအားလည်းရကိုစီရထားခဲ့ကြပါတယ်။ Cheeto OB ကတော့အားလည်းရမှာခရီးထွက်တာအပန်းခြေရာတွေအစားလေးချင်းမှုတွေအပြင်းထန်လုပ်ပြီးတော့ယာတီတဲ့အတွက်ကြိုတင်ပြင်ဆင်နေကြပါဒါမင်းရှားဒီမှာလေဒိမက်သားရဲ့အခန်းကဏ္ဍကအရေးပါလာနိုင်ပါသေးရဲ့ United ရဲ့တိုက်စစ်ကတွင်းကိုရရှိဖို့ခက်ခဲနေလို့ MOE ကချီတိုအိုဘီကိုပါကစားခွင့်ပေးထားခဲ့ရပါ ။ဒါမဲ့ရှားတီမှာလည်းချီတိုအိုဘီအနေနဲ့အသင်းကြီးနဲ့ပွဲကစားအချိန်ကြီးရရှိသွားဖို့ရှိနေပါတယ်။ဒီနေ့ဒီဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အကစားအသင်းတွေအကြောင်းရှေ့အသင်းတွေစိတ်ဝင်စားပွဲကြတဲ့ကိုတင်ဆက်ပေးပါမလို့ Game Time Group Page ကို Like and Follow လုပ်ပြီး Video လေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းဒီကုန်းချိုးလိုက်ပါတယ်။